ပေးနှထောင်ကျော်မြင့်တဲ့ဆက်သွယ်ရေးမျိုးစဉ်ဟောင်းကြီးပေါ်တက်မီယာကပြန်ဆင်းလို့မရတော့တဲ့မိကလေးနှစ်ယောက်ရုပ်ရှင်ဆက်ဆက်ချင်းမှာတော့တောင်ကမ်းမတစ်ခုပေါ်ကိုအာသွန်ခွန်ဆိုင်တွေ့တက်နေကြတဲ့လူ၃ဦးကိုမြင်ရမှာပါသူတို့ကတော့ဘက်ကီဟန်တာနဲ့တန်တို့ဖြစ်ကြပါတယ်ဘက်ကီနဲ့တန်တို့ကလက်ထပ်ထားတာမကြသေးတဲ့ဇုံတွေဖြစ်ပြီးတော့တောင်တက်ရတာကိုအရန်သဘောကျတဲ့သူများဖြစ်ပါတယ်သူတို့ဟာစွန်းစားမှုတွေလုံရင်းကနေရတဲ့စိတ်လှရှားစရာအခိုက်အတန့်တွေကိုအရန်ကိုသဘောကျတဲ့သူတွေဖြစ်ပါတယ် ဘယ်ကြီးရဲ့ခင်ဆုံးတငယ်ချင်းဖြစ်တဲ့ဟန်တာလဲပါဝင်ပြီးတော့သူလည်းပဲဒီလိုခက်ခဲခဲအလုပ်တွေကိုလုပ်ရတာသဘောကျတဲ့သူတယောက်ဖြစ်ပါတယ်။သူတို့သုံးသလုံးအောင်ဆိုရင်ဘလို့သက်စွန်ဆံပြကိစ္စရက်တွေကိုလုပ်ရင်ကောင်းမလဲဆိုတာကိုအမြဲတမ်းစဉ်းစားလုပ်ကင်နေကြတဲ့သူတွေပါ။သက်စွန်ဆံပြကိစ္စရက်တွေကိုလက်တလုံးမှလုပ်ဖို့အကောင်းဆုံးနေရာကတော့မြန်မာနိုင်ငံကိုလာကြဖို့သူတို့သုံးအောင်ကိုကျွန်တော်ဖိတ်လိုက်ပါအောင်မယ်ခင်ဗျ။ဒီနောက်မှာတော့သူတို့ဒူဒူတက်ကြရင်းနဲ့ဒဏ်ကငှက်တိုက်တစ်ခုရှိကိုရောက်ပြီးတော့အတက်ငယ်ကျိုးကိုထဲ့နေတော့မှပဲ အထဲကငှက်မကြီးကဒန်ရဲ့မျက်နှာစီကိုဝင်ပြေးတာကြောင့်ဒန်ဟာလက်လွတ်သွားပြီးတော့နောက်ပြန်လဲကြပါတော့တယ်။ဒါမဲ့လေဂျိုးကချိန်သားစဲဖြစ်တာမို့ဒန်ဟာလီထဲမှာတွဲလောင်းဖြစ်နေပြီးတော့ထိတ်လန့်တကြားနဲ့អော်နေခဲ့ပါတယ်။ဇနီးတဲ့ဖြစ်သူဘက်ကီကလည်းတောင်းထားဖို့ပြောနေပြီးတော့ဟန်တာရောဘက်ကီရောကအကူအညီဖို့ကြိုးစားပါတယ်။ဒီနောက်မှာတော့ဒန်လဲတောင်းကပယံအစွန်းကိုဆွဲပြီးတော့ထိမ့်မှုကြိုးစားပေမဲ့လေပြုတ်ကြတဲ့အရှင်ကြောင့်တောင်းနေရမှာစိုက်ထားတဲ့ကလစ်ကတဖြည်းဖြည်းနဲ့ပြုတ်ထွက်လာနေခဲ့ပါပြီ။ ါမဲ့ဘလို့မှကိုက်ကက်ထားဖို့မရတော့တဲ့တန်ဟာတောင်အောက်ကိုလွတ်လွတ်လပ်လပ်ကိုပြုတ်ချသွားခဲ့ပါတော့လေ။ဒါမဲ့ကံကောင်းထောင်းမှစွာနဲ့တန်အဲ့ညာကနေအောက်ကိုပြုတ်ချတဲ့နေရာမှာတော့ကံမလောက်ကောင်းကောင်းဒီကိုဒီမယ်ဆိုတာကိုဘီရင်ဆရာကိုမေးဖို့မလိုတာမို့တန်ဟာတည်ဆုံးသွားခဲ့ပါတော့လေ။ကျန်ရဲသူဘက်ကီကတော့တန်တည်ဆုံးပြီးလို့တနှစ်ကျော်ကြာသည့်အထီကိုစောက်တီးရမရသေးပဲနဲ့အမြဲတမ်းလွမ်းစွနေပါလေ။သူအတန်ရဲ့ရိုးပြလေးကိုတင်းထားတော့ဖြစ်ကအရက်တွေတောက်ပြီးတော့ဘာမှလည်းမလုပ်တော့ပါဘူး။စိတ်တန်ရရသွားတာမို့ဘက်ကီဟာဘသူနဲ့မှလည်းမတွေ့ဆုံတော့သလို အရင်လိုလဲတက်တက်ကြကြမရှိတော့ပါဘူးအဖေဖြစ်သူကတော့သမီးဖြစ်သူဘက်ကီအခုလိုမျိုးနေနေတာကိုစိတ်မကောင်းတာကြောင့်ဘဝကိုပြန်လဲရင်ဆိုင်မှုဘက်ကီကိုအားပေးနေခဲ့ပါတယ်ဘက်ကီကတော့တန်ကိုလွမ်းလာပဲတည်ပြီးတော့လုံးဝကိုစိတ်သက်ပျက်စီးနေခဲ့ပါပြီသမီးဖြစ်သူကိုပြန်ပြီးတော့စတန်လုပ်နိုင်ဖို့အတွက်ဘက်ကီရဲ့ဘေကဘက်ကီရဲ့ခင်ဆုံးတငယ်ချင်းဖြစ်တဲ့ဟန်နာကိုခေါ်လာပေးပါတယ်တငယ်ချင်းတယောက်ဟာမတွေ့ရတာကြာပြီဖြစ်တာမို့ပြောပြီးတော့ငုံနေကြတာပါဘက်ကီယာဟန်နာထင်တာထက်ပိုပြီးတော့စိတ်သက်ကြနေရမှုဟန်တာကစူးစမ်းပြီးတော့အားပေးပါတယ် ီတော့လေအရင်လိုငါတို့အတူတူ TV တာဝါကြီးကိုပြန်တက်ကြရအောင်လို့ပြောပါတယ်ဒီတာဝါကြီးဟာဆိုရင်တော့သူတို့နိုင်ငံရဲ့စတုဒ္ဒမြောက်အမြင့်ဆုံးတာဝါကြီးဖြစ်ပြီးတော့နေတဲ့နေရာကတော့6နာရီလောက်ကားမောင်းသွားရပါတယ်ဟန်နာကအဲ့ဒီပေါ်ရောက်ရင်ဒန်ရဲ့အယိုးပြကိုကျဲချပြီးတော့ဆူတောင်းလို့ရတယ်လို့ဘက်ကီကိုပြောတယ်ပြီးတော့လေဟန်တာကဒန်အမြဲတမ်းပြောတတ်တဲ့အားပေးစကားတွေနဲ့ဘက်ကီကိုပြန်အားပေးနေခဲ့ပါတယ်ဘဂီယာစိတ်တန်ရာကြောင့်ဘာဆိုဘာမှမလုပ်နိုင်ခြင်းပေမဲ့လေနောက်ဆုံးမှာတော့ဟန်တာကြောင့်သူမလည်းပြန်ပြီးတော့တက်တီတွေမွေးခဲ့ပါတယ် မနေ့ရောက်တော့ဘက်ကီကဟန်တာကိုငါတို့စွန်စားရအောင်လို့ပြောပြီးတော့ဟန်တာရဲ့အစီအစဉ်ကိုသဘောတူခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့အတူတူခီးစားတင်ကြတယ်သူတို့ကစားတော့ဆိုင်မှာတခုခုစားရင်းနဲ့သူ့ကြောင့်ကိုကြောင့်နေပြောကြတယ်ဟန်တာကတော့သူကအွန်လိုင်းကစွန်စားသူများအစီအစဉ်မှာအစီအစဉ်တင်ဆက်သူဖြစ်နေကြောင်းကိုဘက်ကီကိုပြောပါတယ်သူတို့စကားပြောနေတော့ဝေတာတယောက်ရောက်လာတာနဲ့ဟန်တာကနမ်ဘီဂျီတီဗီတာဝါဆိုတာရောက်ဖို့ဘလောက်လောက်သွားရအောင်မလဲလို့မေးကြည့်ပါတယ်ဝေတာမျိုးသမီးကတော့အဲ့ဒီတာဝါကဟိုးမှာမြင်နေရတဲ့မီးအနီရောင်လေးပဲလို့ညွှန်ပြပါတယ် တာဝါဟာမြင်လုံးနာမှုညာဘက်လေရင်တွေဝင်မတိုက်အောင်အချက်ပြမီတက်ဆင်ထားရပါတယ်။နောက်ပြီးတော့လဲဘက်ကီဖုန်းကိုဒီမှာအလကားအသွင်းလို့မရဘူးလို့ဝေတာကပြောသွားတာကြောင့်ဘက်ကီကဖုန်းကိုဖြိုးလိုက်ရပါတယ်။ဒါမဲ့ဟန်နာကသူ့မှာပါတဲ့ကြာကြာကမီးရှိနေတဲ့နေရာဘယ်နေရာမဆိုသွင်းလို့ရတယ်လို့ပြောပြီးတော့ဘေးနားကမီးဆိုင်ကနေတဆင့်အာသွင်းပြပါတယ်။အဲ့တော့သူတို့ညသာအတူတူစားပြီးတဲ့အခါမှာတော့အနီးနားကမော်တင်မှာပဲတညတာအိတ်ခဲ့ကြပါတယ်။ညရောက်တော့ဘက်ကီယာဘန်ကသူ့ဘေးနားမှာအိတ်နေတယ်လို့အိမ်မက်မက်ပါတယ်။ အိမ်မေထဲမှာတော့ဒန်ကသူ့ကိုချစ်တယ်ဆိုတဲ့စကားကိုသူပြောနေကြပုံစံတိုင်းနံပါတ်၄တွေအသုံးပြုပြီးတော့ပြောတယ်။နံပါတ်143ဆိုတာဒန်ကသူ့ကိုချစ်တယ်လို့ပြောရင်အသုံးပြုတတ်တဲ့နံပါတ်လေးလည်းဖြစ်ပါလေ။ယုတ်ဒီပဲဒန်စီကနေသွေးတွေအများကြီးထွက်လာပြီးတော့သူမဘော်ကိုစီးကြလာတာကိုတွေ့လိုက်ရလို့ဘက်ကီလည်းလန်လို့သွားခဲ့ပါလေ။နောက်နေ့မနေ့မှာတော့ဘက်ကီနဲ့ဟန်တာတို့ဟာဆေးလို့ရှားစရာကောင်းတဲ့စွန်းစားမှုကိုလုပ်ဖို့အတွက်တာဝါကြီးစီကိုသွားဖို့အသင်းဖြစ်နေကြပါပြီ။ဘက်ကီကားရဲ့ရောက်တာနဲ့ဟန်တာကသူ့ရဲ့ရှိုးအတွက်ဗီဒီယိုစတင်ပြီးတော့ရိုက်ကူးပါတော့တယ်။ ဖုန်းတစ်ဖက်နဲ့လက်ကကားမောင်းရင်းနဲ့ပဲထရက်ကားတစ်စီးကဟန်နာတို့ကားကိုခါလေကနေဖြတ်တိုက်ဖို့နည်းနည်းလေးလူတော့တဲ့နေရာကနေတည်တည်လေးဖြတ်တန်းသွားပါလေသူတို့လည်းအရန်ကိုလန်သွားပြင်မဲ့လေဘာမှမဖြစ်သွားတာကြောင့်ဟာသားလှုပ်လိုက်ပြီးတော့ဆက်ပြီးထွက်လာခဲ့ကြပါလေအဲဒီတော့သူတို့ဟာဂေဒကားတစ်ခုနားကိုရောက်မှာတော့ရက်တန်လိုက်ရပါလေအဝင်ဝမှာတော့ဖြတ်တန်းသွားလာခွင့်မပြုလို့ရေးထားတဲ့အဆိုင်ပုံလည်းရှိနေပါလေဒါနဲ့သူတို့ဟာဂိတ်ချန်စီယိုကိုကြော်ပြီးတော့လမ်းလျှောက်ဝင်လာခဲ့ကြပါလေ တို့လိုင်းနဲ့ပဲလရာအုပ်စုတစုဟာစိတ်လေးတကောင်တေဂာနီးအခြေအနေမှာဝိုင်းစားနေကြတာကိုတွေ့လိုက်ရပါတယ်။တို့လည်းစိတ်ကမတည်သေးတာကြောင့်လရာတွေကိုဝိုင်းပြီးတော့မောင်းထုတ်လိုက်ကြပါတယ်။ဟန်နာကတော့စိတ်လေးကိုတပ်ပုံရိုက်လိုက်ပြီးတော့ Instagram မှာတော့တင်လိုက်ပါသေးတယ်။ပြီးတော့တို့ဆက်ထွက်လာကြပါတယ်။နောက်ဆုံးတော့တို့တယောက်ဖို့ဆုံးပြတ်ထားတဲ့တဝါကြီးရဲ့အောက်ခြေကိုရောက်လာကြပါပြီ။မြမလုံးနဲ့တဝါကြီးကိုကြည့်ပြီးတော့တို့ဟာစိတ်လုံရှားနေတယ်လို့အရန်လေးသဘောကျနေကြပါတယ်။ဒီနောက်မှာတော့အခြေကနေဟန်တာကဗီဒီယိုရိုက်နေတယ် ူဟာဗီဒီယိုရိုက်နေရင်းနဲ့ TV တာဝါကြီးဟာပေပေါင်း2000ကျော်မြင့်တယ်လို့ပြောနေပါတယ်။ပြီးတော့အမေရိကန်နိုင်ငံကတာဝါတွေမှာ၄ခုမြောက်အမြင့်ဆုံးတာဝါဖြစ်ကြောင်းကိုလည်းရှင်းပြနေခဲ့ပါတယ်။ဘက်ကီကတော့ဒီလောက်မြင်မာတဲ့တာဝါကြီးကိုတရားတော့မှဖြစ်တာမို့ခြေတွေလက်တွေတုံးလာကဆေးလို့ရှားနေပါတယ်။ဟန်နာကဒါကိုတီးတော့ဘက်ကီနာသွားပြီးတော့အားပေးတယ်။ပြီးတာနဲ့သူတို့နှစ်ယောက်လည်းကြိုးတချောင်းနဲ့တွဲလိုက်တယ်။တွဲပြီးသွားပြီဆိုတာနဲ့စတင်တက်ကြပါတယ်။လေကားလေးကမြင်ရတဲ့အတိုင်းလုံနေပြီးတော့ဘက်ကီလည်းသူ့တငယ်ချင်းဟန်နာနောက်ကနေတက်ဖို့အတွက်တက်တွေ့ရဲ့အရန်ကိုစူးစီးနေရပါတယ်။ သူတို့မသိတာကတော့ဒီဆက်သွယ်ရေးတာဝါကြီးဟာအသုံးမပြုတော့တာကြောင့်ပြစ်ထားတာကြာမြင့်နေပြီဖြစ်ပြီးခံခံမှုကိုအာမမခံနိုင်တဲ့တာဝါကြီးဖြစ်တာကြောင့်ဟိုနာဒီနာမှာကျိုးပဲ့နေတာတွေရှိနေပါတယ်။ဘက်ကီလည်းအရန်ကြောက်နေပေမဲ့စိတ်ပိုင်းဖြတ်ထားတာကြောင့်စူးစမ်းပြီးတော့တက်နေရတယ်။အဲဒီတော့ဘက်ကီဟာဆွဲပြီးတက်နေရင်းနဲ့ပဲတန်ကြီးကိုက်နေတဲ့ခြေနင်းတစ်ချောင်းဟာကျိုးပဲ့ထွက်သွားခဲ့ပါတယ်။ဒါတော့ဆက်တက်ဖို့စူးစမ်းကြနေသေးတဲ့သူတို့နှစ်ယောက်ကတော့အန်ဟုတ်လို့မဆုံးပါဘူး။ဒီနောက်မှာတော့ဟန်နာကဒါကိုတီးတော့ဘက်ကီကိုလှမ်းပြီးတော့အားပေးတယ်။သူတို့အတူတူဆက်တက်ကြပါတယ်။သူတို့တက်နေရင်းနဲ့ရေတောက်ဖို့ခဏနားကြတယ် နနာကနားနေရင်လည်းဒီမက်သားဟာသူတို့အနေနဲ့တာဝါရဲ့တဝက်ကိုရောက်ပြီလို့သိနိုင်ကြောင်းပြောပြပါဗျ။ပေ2000တာဝါဖြစ်တာမို့ပေ1000ကိုဆက်တက်ဖို့ကြံသေးတဲ့သဘောပါပဲ။ပေ1000အမြင့်ဆိုတာနမ်မီကျော် Eiffel Tower တို့ကျွန်တော်တို့သိကြတဲ့ Eiffel Tower ရဲ့အမြင့်နဲ့အတူတူပါပဲ။ပေတော်တော်မြင့်မြင့်ကိုရောက်လာပြီးမို့လေတိုင်နှုန်းကလည်းအရန်ကိုပြင်းလာတာမို့သူတို့ဟာတတိကြီးကြီးထားပြီးတော့တက်နေရပါတယ်။ဒီနောက်မှာတော့သူတို့ဟာပထမဆုံးခြေနင်းလို့ရတဲ့နေရာလေးကိုရောက်လာကြတယ် ဒီဘောင်းကလည်း1800အထိကိုပဲစတီးကာရင်ရှိတဲ့လီကားနဲ့တက်လို့ရအောင်လှုပ်ထားတာဖြစ်ပြီးတော့ဂျန်နဲ့ပင်နီယာကတော့ပါအကန်ရံမှမရှိတဲ့လီကားနဲ့ဆက်တက်ကြရမှာပါ။တကီကတော့အောက်ကိုငုံကြည့်နေမိပြီးတော့အရန်ကိုထိတ်လန့်တော်လုံးနေခဲ့ပါပြီ။အဘောကနေဟန်တာကအားပေးနေတာကိုယူပြီးတော့ဘက်ဂီယာစူးစားပြီးတော့တက်နေသေးပါပဲ။သူတို့ဟာဂျိုရုစလောင်းတွေကိုကြော်ပြီးတော့အဘောကိုဆက်တက်ကြပါလေ။အဘောကိုကြွောက်နေတဲ့ဟန်တာကဘက်ဂီကိုစားနောက်ခြင်းလို့လီကားကိုတော့တမင်တကာခါရမ်းနေပါသေးတယ်။ ဒါမဲ့ဟန်နာမသိလိုက်တာကတော့လေကားကိုခါရမ်းလိုက်တာကြောင့်လေကားနဲ့တိုင်တဲ့ကိုတွဲထားတဲ့ဝက်ဥလေတစ်လုံးဟာပြုတ်ထွက်သွားခဲ့တာပါ။နောက်ဆုံးမှာတော့ကြောက်ရွံ့ခြင်းနဲ့အားလုံးကိုအောင်းနိုင်ပြီးတော့ဘဂီနဲ့ဟန်နာတို့ဟာပေါ်ဆုံးကိုရောက်ရှိသွားခဲ့ပါပြီ။ပေါ်ဆုံးကိုရောက်သွားချိန်မှာတော့သူတို့ဟာကမ္ဘာပျော်ဆုံးလူသားတွေလို့ခံစားနေရပြီးတော့မြူးတူးနေကြပါတယ်။ဘဂီလဲစိမ့်ညစ်ရာတွေကိုမေ့ပြီးတော့ဟန်နာနဲ့တူတူအော်ဟစ်နေကြပါတယ်။ဒီနောက်မှာတော့ဟန်တာကသူ့ drone လေးကိုထုတ်ပြီးတော့ပပက်လေကမြင်ကွင်းတွေကိုရိုက်နေတယ်။ဟန်နာဟာဒါနဲ့မကြင်တဲ့သေးပဲနဲ့အစွန်းမှာတွဲလောင်းခုဖို့ဆင်းတယ် ပြီးတော့လက်တစ်ဖက်ကိုတော့လွှတ်လိုက်ပြီးတော့သူ့ရဲ့ drone ကနေတပ်ပုံရိုက်ဖို့ဘက်ကီကိုပြောတယ်။ဘက်ကီလည်းတားမရတဲ့အဆုံးမှာတော့ hunter ကိုရိုက်ပေးပါတယ်။အဲနောက် hunter ကပြန်တက်လာပြီးတော့ဘက်ကီကိုလည်းသူလိုသလိုမျိုးလုပ်ရမယ်လို့ပြောပါတယ်။ဘက်ကီလည်းကြောက်လုံးလို့ငင်းနေပေမဲ့လည်း hunter ကလှုပ်ခိုင်းလို့လုပ်ရပြန်ပါတယ်။ဒီလောက်တော့မမက်ကန်ကန်လုံးနေကြပေမဲ့လည်းသူတို့နှစ်ယောက်ဟာကိုတီတော့မတည်သေးပါဘူး။ဘက်ကီပေါ်ပြန်တက်လာတော့ hunter ကဘက်ကီကိုဂုံပြူရအနေနဲ့ပွေဖက်လိုက်ပါတယ်။ပြီးတော့ဘက်ကီကဒန်ရဲ့အယူပြလေးကိုကျဲချတယ် ပြီးတော့နေရာစလုံးကလည်းသူတို့တငယ်ချင်းတန်အကြောင်းတွေပြန်စင်းစားပြီးတော့ဝမ်းနည်းမြေတွေကြားခဲ့ကြပါတယ်။အခုတော့အားလုံးပြီးသွားပြီမို့သူတို့အောက်ကိုပြန်စင်းကြဖို့ပြင်ဆင်ကြတယ်။သူတို့ပစ္စည်းတွေအားလုံးကိုလည်းကြောဝတ်အိတ်ထဲကိုထည့်ကြပါတယ်။ပြီးတော့အသက်ကယ်ခပတ်တွေကိုတေးချပြန်ကြည့်ကြတယ်။ဘက်ကီကအရင်စင်းတယ်ဒီချိန်မှာပဲမမျောလင့်ထားတဲ့ကိစ္စကြီးကပေါ်လာခဲ့ပါပြီ။ဝဲဥပြုတ်နေတဲ့လီကဘက်ကီရဲ့ကိုလေးချိန်နင်းလိုက်ချိန်မှာတော့လှုပ်ရမ်းသွားပြီးတော့တာဝါရဲ့ကိုယ်တွေကနေကွာထွက်သွားခဲ့ပါတယ်။ဘက်ကီလည်းလီထဲမှာတွဲလုံးကြီးဖြစ်နေခဲ့တာပေါ့ ဟန်နာကတော့တွေ့ကြုံရှိသူပြီးပြီးလင်းလင်းမြန်မြန်ပဲကျိုးကိုတိုင်မှာပတ်ပြီးတော့ဘက်ကီကိုဆွဲထားဖို့ကြိုးစားပါတယ်။ပြီးတော့ဘက်ကီကိုပြပြချင်းအပေါ်ကိုဆွဲတင်တယ်။အဲဒီချိန်သူတို့အုံပြုတ်ခဲ့တဲ့လေကားကြီးကတော့တာဝါကိုရယ်ကနေလုံးလုံးပြုတ်ထွက်သွားပြီးတော့မြေကြီးပေါ်ကိုအုံငွနဲ့ပြုတ်ချသွားခဲ့ပါပြီ။သူတို့လည်းပေါ်ကိုပြန်ရောက်တော့ယင်မိကြပါတယ်။ဒါမဲ့လေကားမရှိတော့တဲ့အတွက်သူတို့နှစ်ယောက်ဆင်းလို့မရတော့တာကိုသိသွားကြပါပြီ။သူတို့ဖုန်းတွေကိုထုတ်ပြီးတော့ကြည့်တော့လည်းဒီလောက်မြင့်တဲ့နေရာဖြစ်နေတာမို့ဖုန်းလိုင်းတွေကမမိကြဘူးဖြစ်နေပါတယ်။ဒါကြောင့်အကူအညီခေါ်လို့လည်းမရတော့ပါဘူး။ တိုင်းမှာထားပေးထားတဲ့အရေးပေါ်တက်တာလေးကိုတွေ့လို့သူတို့ဖွင့်ကြည့်ကြပါရစေ။အထက်မှာတော့မီယူမီပန်ပြစ်လို့ရတဲ့တနက်ရယ်မမြောင်းတလက်ရယ်ပါရာတွေ့ရပါရစေ။ဒါမဲ့ထိန်လင်းနေတဲ့အချိန်ဖြစ်တာမို့မီယူမီပန်တနက်ကိုတုံးလို့ကမရသေးပါဘူး။ဒါတွေမကသေးပါဘူး။ဘကီရဲ့ကြောဘုတ်အိတ်ထဲမှာသူတို့အစားစာတွေရဲ့ရေဘူးရယ်ကပါသွားတာဖြစ်ပြီးတော့ကြောဘုတ်အိတ်ကလည်းဇလောင်းကြီးတွေကြားမှာညံ့နေပါရစေ။အဲ့ညာကိုရောက်ဖို့ကလည်းတော်တော်လေးဝေးနေပါသေးတယ်။ဘကီကတော့တဖြည်းဖြည်းနဲ့ကြောက်လန့်လာခဲ့ပါပြီ။ ဒါပြင်ခုနကပြောကြတော့ငါ၊ဒီမရဲ့ပုံမှန်လေးတန်ချောင်းနဲ့ထိုးမိပြီးတော့တန်ရာကြီးကြီးရခဲ့လို့နာကျင်နေရပါလေ။ဟန်နာကတော့ဘာမှစိတ်မပူဘဲနဲ့စောစောကလေကားကြီးပြုတ်ကျသွားတဲ့အတန်ကကျယ်လွန်းလို့အနီးနားကလူတွေကြားပြီးတော့လာခဲ့ကြမှာပါလို့ပြောရင်းနဲ့အားပေးနေပါလေ။ဘက်ကီလည်းရှူပေါက်နေတာမို့ပေးနေတော်အမြင့်ကိုရောက်တုံးရှူပေါက်နေပါလေ။အဲနောက်သူတို့ဟာဟာသားတွေလုံနေရင်းနဲ့ပဲဖုန်းနဲ့ဘလော့ရိုက်ရင်းနဲ့အချိန်ဖြုံးနေကြပါလေ။ဟန်နာမှန်မြုံးနဲ့ကြီးတော့လေသူကားနဲ့မလန်းမကန်းမှာရေဒီယိုလိုင်းလွှင့်တဲ့ကားတစ်စီးရှိနေတာကိုတွေ့လိုက်ရပါလေ။ ဒါကြောင့်ဟန်တာကသူ့ဖုန်းကိုပြန်စစ်ကြည့်တော့သူတို့တက်လာတဲ့တာဝါနဲ့အလင်းနားလောက်မှာဆိုရင်တော့ဖုန်းလိုင်းမိတာကိုတွေ့ရပါတယ်။ဒါကြောင့်သူတင်ထားတဲ့ post တွေမှာ notify တွေတက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ဟန်တာကသူ့ဖုန်းမှာကိုညီတောင်းတဲ့ post တခုရေးပြီးတော့ဖုန်းကိုကျိုးနဲ့ချပြီးတော့လိုင်းမိတဲ့နေရာကိုခြားကြည့်ပါတယ်။ဒါမဲ့လိုင်းကမမိတာကြောင့် post ကတင်လို့မရဘူးဖြစ်နေပါတယ်။ဒါနဲ့ဟန်တာကလူကိုယ်တိုင်ဆင်းပြီးတော့ဖုန်းကိုထမ်းနေဖို့ကြိုးစားတယ်။ဒါမဲ့လည်းဖုန်းကမတက်သေးပါဘူး။ဒါနဲ့ဘက်ကီကဟန်တာရဲ့ဖုန်းကိုမြေပြင်ပေါ်ရောက်တဲ့အထိကိုပြစ်ချလိုက်ဖို့အကြံပေးပါတယ်။ ဖုန်းမကွဲသွားအောင်လို့ဖုန်းကိုဟန်တာရဲ့ဖက်နက်သေးကိုထည့်တယ်။ပြီးတော့ဘုံပြီးမှလည်းဂျေးတွေဘရာဇီယာတွေလို့ပြောတဲ့အရာတွေကိုတူတူထည့်ပြီးတော့ပြချလိုက်ပါတော့တယ်။ဟန်တာဖက်နက်ချွတ်လိုက်တာမို့သူ့ချောက်မှာထိုးထားတဲ့တတူးလေးကိုပက်ကီကတတိထားမိလိုက်ပါတယ်။ဒီချိန်မှာပဲဒါဝါကြီးရဲ့အောက်ချိန်မှာလူတယောက်နဲ့ခွေးတစ်ကောင်ကိုတွေးလိုက်ရပါတယ်။သူတို့တွေလည်းအတကုံအော်ကြပေမဲ့အောက်ကလူဟာဆိုရင်တော့ဖုန်းပြောနေတာကြောင့်သူတို့ကိုမကြားပါဘူး။ဒီနောက်မှာတော့ဗကီကဖက်နက်တွေချွတ်ပြီးတော့အောက်ကလူမြေအောင်လှမ်းပြစ်ပေးမဲ့လေအောက်ကဂျေဆုရှင်ကတော့တိတောင်မတိပဲနဲ့ထွက်သွားခဲ့ပါတယ် အဲဒီနောက်ဟန်တာကအညာကျမရထားတဲ့ကားတွေကလူတွေကိုမိသနက်နဲ့လမ်းပစ်ပြီးတော့အကူအညီတောင်းမယ်လို့ဘက်ကီကိုပြောတယ်။ဒီနောက်မှာတော့ဘက်ကီကဖုန်းထဲမှာတန်စီတုံးကရိုက်ထားတဲ့ဗီဒီယိုအဟောင်းတွေကိုပြန်ကြည့်နေခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ဟန်တာကသူတို့ဇုံတွဲကိုမနာလို့အားကြတဲ့ပုံနဲ့ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ဒီချိန်မှာဟန်တာကမိသနက်နဲ့ပြစ်ပြီးတော့အကူအညီခေါ်ကြရအောင်လို့ပြောလိုက်လို့ဘက်ကီလည်းကြည့်နေတာကိုဖျက်လိုက်ကတနက်ကိုပြစ်လွတ်လိုက်ပါတယ်။အောက်ကလူတွေကတော့သူတို့တာဝါပေါ်မှာရှိနေတာကိုမြင်လိုက်ကြပေမဲ့လာမကယ်ပဲနဲ့ဟန်တာရဲ့ကားကိုယူပြီးတော့ခိုးပြေးသွားကြပါလေ လက်ရှိမှာတော့သူတို့နှစ်ယောက်ကိုကယ်နိုင်မဲ့သူကလည်းမရှိတော့ပါဘူးသူတို့ဟာဒီတာဝါပေါ်မှာပဲရအောင်အိပ်ဖို့စူးစမ်းရပါတော့လေဒါမဲ့အရင်နဲ့ပြုတ်ကျသွားမှာဆိုလို့ဘက်ကီကဟန်တာကိုစောင့်ကြည့်နေရပါတယ်ဒီနောက်မှာတော့ဘက်ကီကဟန်တာရဲ့ခြေထောက်ကတက်တူးလေးဟာ143လို့ထိုးထားတာကိုမေးကြည့်ပါတယ်ဒီတော့မှာပဲဘက်ကီရဲ့ခင်မွန်းတန်ဟာဟန်တာနဲ့လည်းဇလန်းရှိခဲ့ဘူးတာသိလိုက်ရပါတော့လေသူတို့ဟာဒုက္ခရောက်နေကြချိန်မှာတော့ဆုံးသွားတဲ့ရီစာအောင်ခင်မွန်းအကြောင်းကိုပြန်ပြောရင်းနဲ့စိတ်ကောက်နေကြပါတယ် ဟန်နာကတော့သူတို့တွဲခဲ့တာမှန်ပေမဲ့လည်းတန်နဲ့ဘက်ကီတို့မင်္ဂလာဆောင်တော့မှာကိုတိတာနဲ့ပြတ်လိုက်ကြတယ်လို့ရှင်းပြပါတယ်။အဲဒီတော့သူတို့ထိုင်နေတဲ့အချိန်အားပြီးတော့24နာရီပြည်သွားခဲ့ပြီဖြစ်ပေမဲ့လည်းအကူကြီးတော့မရကြသေးပါဘူး။ဘက်ကီကဒရုန်းလေးသာရှိရင်ကောင်းပါပဲလို့ပြောနေပါတယ်။ဒရုန်းရှိရင်တော့အနည်းဆုံးမှလူရှိမဲ့နေရာကိုမောင်းပြီးတော့အကူကြီးတောင်းလို့ရပါတယ်။ဒီတော့မှာတော့ဟန်တာကသူစင်းယူမယ်လို့ပြောတယ်။ဘက်ကီကမစင်းစေချင်ပေမဲ့လည်းရွေးချယ်စရာလည်းမရှိတာကြောင့်ဟန်တာကဂျိုးတေချာချီပြီးတော့စင်းယူပါတယ်။ ဒါမဲ့ယောက်ခါနီးမှာကျိုးကတိုးနေတာမို့တက်တီကောင်းတဲ့ဟန်တာကကျိုးကိုဖြုတ်ပြီးတော့အလုတ်ခုံချလိုက်ပါတယ်။ကံကောင်းထောင်းမှသွားပဲဆလောင်းပေါ်ကိုနေလိုက်မိပြီးတော့သူတို့ရဲ့အစားအစာတွေရေရီဒရုန်းတွေပါတဲ့ကျောပိုးစီကိုရောက်ခဲ့ပါတယ်။ဒါမဲ့ပြန်တက်ဖို့ကြတော့ခက်ခဲတွေ့ပါလေရော။ကျိုးကမမီတော့တာကြောင့်အိတ်ထဲကဆက်ဗီရိုက်တဲ့တုတ်တံကိုထုတ်ကာအိတ်ကိုကျိုးမှချိတ်လိုက်ပါတယ်။ဒီကြနဲ့ဒွန်ဂရုလိုမျိုးကျိုးရှိရာကိုရင်ပြီးတော့ခုန်ပြစ်လိုက်ပါတော့တယ်။ဒီကားကိုဘာသာပြန်နေတဲ့ကျွန်တော်တို့မှကျင်ကနေကျင်ကနေခန်းစားမိနေပါတယ်။ ဟန်တာလေးကျိုးကိုဆွဲပြီးတော့တက်လာတယ်။အပေါ်ရောက်ခါနီးမှာပဲလက်ကလွတ်သွားပြီးတော့ဟန်တာတယောက်ပြုတ်ကျသွားပါတော့တယ်။တက်ကြီးလည်းမကြည့်ရဲကြည်ရဲနဲ့ငုံကြည့်လိုက်တာမှာဟန်တာဟာကျိုးနဲ့တန်းလန်းရှိနေတုံးပဲဆိုတာကိုတွေးလိုက်ရပါတော့တယ်။ဒါမဲ့ဟန်တာရဲ့လက်အရန်နာသွားပြီးမို့လို့အပေါ်ကိုတက်ဖို့ကျိုးကိုမဆွဲနိုင်တော့ပါဘူး။တက်ကြီးလည်းရှိသမျှအားနဲ့ဟန်တာကိုဆွဲတင်လို့ရသွားခဲ့လို့ဟန်တာအပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်။အဲနောက်သူတို့လည်းရေတောက်လိုက်ပြီးတော့ဇာရွက်မှာကူညီပါလို့ရေပြီးတော့ drone မှာချိန်လိုက်ပါတယ်။ ပြီးတော့ drone ကိုလွတ်လိုက်ချိန်မှာတော့ drone က battery ကုန်နေတာကြောင့်သူတို့စီပဲပြန်ရောက်လာခဲ့ပါတယ်။အခုဆိုဂျန်ကလည်းကုန်နေပြီမို့ဘက်ကီယာစိတ်ညစ်နေခဲ့ပါပြီ။ဒါမဲ့စိတ်ထဲမှာကြောတဲ့ဟန်တာကတော့အားပေးနေတော့မှာပဲ။အဲညမှာပဲဘက်ကီယာတရင်တို့တဲ့အခါမှာတော့ဟန်တာအသေးဆုံးနေပြီးတော့သူ့ရဲ့လောင်းကိုလည်းလဒါတွေကစားနေတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့ဘက်ကီလန်တို့သွားတာမို့ဒါအိမ်မဲတစ်ခုသာဖြစ်နေခဲ့ပါတယ်။ဒီနောက်မှာတော့ဘက်ကီတယောက်သူတို့ကောင်းဘော်ကချက်ပြမီးနေလင်းလေးကိုတွေ့လို့အကြံတစ်ခုရသွားခဲ့ပါတယ်။ အဲ့ဒါကတော့ဟန်တာမှာရှိတဲ့အာသွင်းတဲ့ပစ္စည်းဟာမီးရှိတဲ့ဘယ်နေရာမှစွာအာသွင်းလို့ရတယ်ဆိုတာကိုဓမင်းစားကြတော့ငါဘက်ကီကတတိထားမိလိုက်တာပါဟန်တာရဲ့လက်ကနာနေပြီမို့လို့ဘက်ကီဘဲပေါ်ကိုတွေ့တက်သွားပြီးတော့ drone ကိုအာသွင်းပါတယ်ဘက်ကီရဲ့ပုံကသွေးနံကိုရတဲ့လက်ဒါတကောင်ကဘက်ကီကိုလာပြီးတော့ထိုးစိတ်ဖို့လာဝဲနေခဲ့ပါတယ်ဘက်ကီလည်း drone ကိုခြင်ထားသလိုပြုံးမကြအောင်လဲတွေ့ထားတဲ့အချိန်လက်ဒါတကောင်ကနောက်ရှက်နေလို့စိတ်ညစ်နေခဲ့ရပါတယ်လက်ဒါကကျောဝဲကိုဆွဲချလိုက်တာမို့ကျောဝဲအိတ်ဟာလည်းပြုတ်ကျသွားခဲ့ပါပြီဘက်ကီကတော့ drone ကိုပဲပြုံးမကြအောင်ခြင်ထားလိုက်ရပါတယ် ဒီလိုနဲ့အာတင်းပြီးတော့အာသွင်းရင်ကနေ drone ဟာအားပြည့်သွားခဲ့လို့ပက်ကီပြန်ဆင်းလာခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ဟာသူတို့စားခဲ့တဲ့ဓမင်းဆိုင်ဖွင့်တဲ့နောက်နေ့မနက်မှာတော့ drone ကိုမောင်းဖို့အတွက်ဒီညကိုတော့ဖြတ်တန်းကြရအောင်မှာဖြစ်ပါတယ်။အာနေပြီးသတိလက်လဲမကြသွားအောင်ပက်ကီဟာသူမဘာသာသူမထင်းညီနေရပါတယ်။နောက်နေ့မနက်မှာတော့ drone ကိုသူတို့စားခဲ့တဲ့ဓမင်းဆိုင်ကိုဥတီပြီးတော့မောင်းနေခဲ့ပါတယ်။ဆိုင်နာကိုရောက်ကနေမှပဲကားတစ်စီးကဖြတ်တိုက်သွားခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ကလုံးဝကိုလမ်းဆုံးသွားပြီးမှနှစ်ယောက်စလုံးစိတ်သက်သာသွားခဲ့ပါပြီ။ ဘက်ကီကတော့နောက်တရက်ထပ်ပြီးတော့အသက်ရှင်ဖို့တော့မသေးကြတော့ဘူးလို့ပြောပြီးတော့ဟန်တာရဲ့ဖနက်နောက်တစ်ဖက်ကိုတောင်းပြီးတော့သူ့ဖုံးမှာစာရေးပြီးတော့ပြစ်ချဖို့လုပ်နေပါတယ်။ဟန်တာကတော့သူ့ဖနက်ကိုမပေးနိုင်ဘူးလို့ပြောလိုက်လို့ဘက်ကီကအရန်ကိုအံ့ဩသွားခဲ့ပါတယ်။တကယ်တော့ဟန်တာဟာကျောဘွေယူဖို့ကြိုးစားခြင်းနဲ့ပြုတ်ကျခြင်းမှာကလေးကသူဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။သူမအားစလုံးပေါ်မှာတည်နေတာဖြစ်ပြီးတော့လဒါရီကဟန်တာကိုစားတောက်နေကြပါပြီ။ဘက်ကီရဲ့စိတ်ထဲမှာတော့အားငယ်စိတ်ကြောင့်ဟန်တာကိုမတည်သေးဘူးလို့ယူဆထားမိတာအယောင်ယောင်မမတွေမြင်နေကြတာပဲဖြစ်ပါတယ်။ ဘက်ကီရဲ့ဘီကလည်းဘက်ကီကိုလိုက်ရှာနေခဲ့ပါပြီဘက်ကီကတော့သူ့ဘေးကိုလာနာတဲ့လက်ထားတစ်ကောင်ကိုတတ်စားပြီးတော့နောက်ဆုံးအချိန်ထိကိုတောင်းခံသွားဖို့ဆုံးဖြတ်ထားခဲ့ပါတယ်သူမရဲ့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဟန်တာရဲ့ဖက်နဲ့တစ်ဖက်ကိုယူသူ့ဖုန်းကိုထည့်ပြီးတော့လိုင်းပြီးတဲ့နေရာကိုပြစ်ချကာကူညီတောင်းဖို့ဖြစ်ပါတယ်သူမဟာဂျိုးနဲ့တည်တည်ကြကြကိုတွေ့ဆင်းတယ်ဟန်တာကိုတောင်းပန်ပြီးတော့ဟန်တာရဲ့ဖက်နဲ့ကိုချက်ယူကာဖုန်းကိုထည့်ပြီးတော့ပိုက်ပွင့်နေတဲ့ဟန်တာရဲ့ဘိုက်ထဲကိုဖက်နဲ့နဲ့ဖုန်းနဲ့ကိုအတူတူထည့်ကာတငယ်ချင်းဟန်တာကိုတွန်းချလိုက်ရပါတယ် ဒီချိန်မှာပဲတန်ကြီးကိုက်နေတဲ့ဇလောင်းတွေကလည်းခြောင်ပြီးတော့ပြုတ်ကြတော့မလို့ဖြစ်နေခဲ့ပါပြီ။ဒီချိန်မှာတော့ဘဂီရဲ့စူးစမ်းမှုကအောင်မြင်သွားခဲ့ပြီးတော့သူမပို့လိုက်တဲ့စာဟာလည်းသူမအဖေစီကို ရောက်သွားခဲ့ပါတယ်။နောက်ဆုံးတော့ကေဇေးသမားရိနဲ့အတူဘဂီရဲ့ဖေဟာတာဝါကြီးစီကိုရောက်လာကြပါပြီ။ဘဂီရဲ့ဖေဟာဆိုရင်တော့သမီးဖြစ်သူတည်ဆုံးသွားပြီလို့မှတ်ကယူမတက်ခန်းစားရနေချိန်မှာပဲဘဂီဟာကေဇေးဖွဲ့ရဲ့ကြားထဲကနေထွက်လာပြီးတော့အဖေဖြစ်သူကိုပြေးပြေးလိုက်ပါတော့တယ်။ဒီမှာနေမဲ့ရုပ်ရှင်လေးဟာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ တင်ငန်းစာအနေနဲ့ရလိုက်တာကတော့ဒီလိုကမြင်းကျော်ထတာမျိုးတွေအတွက်အာမခံဆိုတာမရှိကြောင်းနဲ့နောက်ဆုံးတော့ဘက်ကီဟာ drone လဲဆုံး iPhone လဲဆုံးတငယ်ချင်းလဲဆုံးပြီးတော့အဆုပ်ပြတ်သက်သွားခဲ့တာပဲအဖတ်တင်ကြောင်းတီးလိုက်ရပါတော့တယ်အစုံဒီနားဆင်ပေးမှုတွေလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ